ပါနိုင်ငံအတွက်လုံသွားဖို့လိုသလိုအရင်တုန်းကဆက်ဆက်ကိုမပြိုင်ခဲ့ ေရတယ်ဝင်ပြီးတော့သွားတဲ့နိုင်ငံရဲ့အနာဂတ်ဆောက်ပေးဖို့လိုပါတယ်ဟုတ်ပါရဲ့ပါရွေးကောက်ပွဲနဲ့ကားတော့အလုပ်တွေနဲ့ပါဆိုင်တယ်လို့ဒီတဲ့တွေအများကြီးရှိပါတယ်။ဟုတ်ပါဘူး။ဒါပေမဲ့တကယ်တော့ဆိုင်နေဆိုတော့ဘယ်လိုဆိုင်နေဆိုတော့ဒီမှာရှင်းပြပြရမယ်။တွားတော့ဟာ ဒီမုတ်ကိစီတို့ပြောနေတာဟာဘာဖြစ်လို့ပြောနေလဲဆိုတော့ပြည်သူလူထုကိုအလေးထားတဲ့စနစ်မလို့ပြည်သူလူထုရဲ့အသံကိုနားမထောင်တဲ့မဖြစ်တဲ့စနစ်မလို့ဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ပွဲမှာမဲတယ်မှာပြည်သူလူထုကမဲတယ်ပါမဲတဲ့အခါမှာအမှန်ကန်ကန်ချက်ပဲရှင်တော့တယောက်မှမဲပြရပဲရှင်နော်ဘယ်လိုလဲ ်ပြာနဲ့တစ်စိတ်ခုဖြစ်သွားအောင်ဘာလို့ပြောလဲဒီလိုမဲတပြားဘာမှတော့မကြဘူးလို့ခင်မိမဲ့မဲတပြားပေါင်းမြောင်မြောင်သာပေါင်းလိုက်မှကိုယ်စလဲတယောက်ကိုရွေးချယ်နိုင်မဲ့အဖြစ်ကိုရောက်လာမှာဖြစ်ပါတယ်ဒီတော့ဒီလိုဖြစ်ဖို့ဆိုတာကမြတ်တာမှုဖြစ်ဖို့ရှိဖို့လိုတယ်တရားတရားမြတ်တာမှုရှိဖို့လိုပါတယ်အဲ့ဒီတော့ဒီလာမဲ့ရပြရွေးကောက်ပွဲမှာတရားမြတ်တာမှုရှိမရှိဆိုတော့ ဝါးပြီးတော့ပြည်သူတွေကလည်းကြည့်ပေးဖို့လိုပါတယ်ဆောက်ပါကျောက်ပါကိုယ်တည်းတွေဟာပြည်သူလူထုရဲ့အကျိုးကိုချမ်းဆောင်နိုင်တဲ့လူမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ဒီဘက်ကလည်းနောက်ထပ်ပြီးကြံွယ်ပေးမှာမဟုတ်ပါဘူးဆိုတော့အားလုံးကတွဲလို့ပါပဲကိစ္စဒီမိုကရေစီရဲ့အခြေခံမှာပြည်သူအားလုံးဟာကိုယ်တိုင်ပြည်ရဲ့ကံကြမ္မာကိုဖန်တီးဖို့နေရာမှာတွဲပြီးလို့ပါကြံွယ်ယူပါဒီဘက်ကဖက်တလဲလဲပြောပါတယ် ီမိုကရေစီအခွင့်အရေးကိုကြီးပဲမစဉ်းစားပါနဲ့ဒီမိုကရေစီတာဝန်ဆိုတာရှိတယ်ဆိုတာဒီမှာတော့မမေ့နေပါဘူးဟုတ်တယ်ဒီမိုကရေစီရပြီဆိုလို့ရှိရင်ကဲတဲ့မှလည်းဒီမိုကရေစီအောက်မှာဥပဒေစိုးမိုးရေးရှိမယ်ဥပဒေစိုးမိုးရေးဆိုတာပါလဲဆိုတော့ဘယ်တဲ့ဝါမှာကိုယ်ကိုဥပဒေနဲ့မညီရင်းနဲ့လာပြီးတော့အနိုင်ကျင့်လို့မရဘူးဘယ်ရာဘူးပဲရှိရှိဘယ်လောက်ပဲပိုက်တာရှိရှိဘယ်သူ့ကိုမှဥပဒေပြင်ပနေပြီးတော့မတရားတဲ့ဤတွေနဲ့ နိုင်မဖြစ်နိုင်အဲ့ဒါဟာဒီမိုကရေစီရဲ့အမြင့်တရားတစ်ခုပဲဒါတော့ဒါပြအခွင့်အရေးတွေပေါ့အဲ့တော့ဒီမှာတော့လည်းအခုကြိုးစားတဲ့အခါမှာဝေဘာဆရာရှိလို့ရှိရင်လည်းဒီမိုကရေစီကြီးကြကြဝေဘာလို့ရပါလိမ့်ဒီမိုကရေစီစနစ်ဆိုတာဟာလူလတ်ဖာပြောဆိုပိုင်းရှိတယ်ရေးသားပိုင်းရှိတယ်ထုတ်ဝေမှာရှိတယ်အားလုံးဟာဆန်းညာတာတာလုံးလုံးဖြုံဖြုံနဲ့နေဖို့ဆိုလို့ရှိရင်ဒီမှာဒီမိုကရေစီခွင့်အရေးရအောင်လို့ကြိုးစားရမယ် အဲ့ဒီနေရာမှာလည်းကိုယ်မှာတာဝန်ရှိတယ်ဆိုတာကိုပြည်သူကသိပြီးတော့ကိုကိုယ်တိုင်နဲ့ပေါင်ရင်ကကိုဘဝကရှေ့နာကမှာအများကြီးရှိနေတယ်။သွားမယ်လမ်းကအခြေကြီးရှိနေတယ်။အဲ့ဒါကြည့်ကိုကိုကိုထိတ်နေသွားပါကိုကိုကိုတံမိုးထားပါလူတယောက်ကလောကကြီးတစ်ခုကိုလှုပ်သွားလို့လုံနိုင်တဲ့အခြေချင်းတွေတေဝတိုင်ပါဒါကြောင့်မလို့အလုံးလူငယ်တွေကစူးစမ်းကြပါ ါတို့အားလုံးကြိုးစားသွားမယ်။ကျမတို့ရဲ့နိုင်ငံဟာတာဝန်ရှိပြီးတော့တာဘိုးရှိတဲ့နိုင်ငံဖြစ်မယ်။ကမ္ဘာနေပြီးတော့လေးစားတဲ့နိုင်ငံဖြစ်မယ်။ကမ္ဘာနေပြီးတော့သနာရတဲ့နိုင်ငံမျိုးအခင်းသေးရတဲ့နိုင်ငံဖြစ်ကြမှာလို့ဒါကြောင့်အားလုံးဝိုင်းပြီးတော့ကြိုးစားကြပါဦး။ကြိုးစားတဲ့အခါမှာကျမတို့အကြံဉာဏ်လေးပေးကြပြုလို့ရှိရင်လည်းပေးကြပါအခုကျမတို့မြို့သားဒီမိုကရေစီဖွဲ့ယုံယုံနေကိုမြို့နယ်အသီးသီးမှာစပြီးတော့ပြန်ပြီးတော့ဖွင့်ပါတယ် အဲ့ဒီယုံဉာဏ်နဲ့ဖြစ်ပါလို့ဆက်တန်ဖြစ်ပါတယ်တကယ်ပဲပြီးသူရဲ့ဈာထဲမှာဖြစ်နေတဲ့သောကတွေအခက်အခဲတွေကိုဒီယုံဉာဏ်နဲ့သင်သင်ပြဖြစ်ပါတယ်ဒီမှာတော့အားလုံးကိုဖြည့်ဖြည့်နိုင်တယ်လို့ဒီမှာပြပါဦးတတ်နိုင်တဲ့များတော့ဖြည့်ဖြည့်လို့ရတဲ့ကိစ္စတွေကိုကျမတို့ဖြည့်ရှင်းပေးပါမယ်ဒီတိုင်းပြေလို့အတိုင်းတာနဲ့လည်းကျမတို့ဒီလွတ်တော်ကနေသင်ဖြည့်ရှင်းနိုင်ဖို့ကျမတို့ကြိုးစားသလိုလူတိုင်းလူတိုင်းကြောက်ခင်းချောင်ခင်း အတိုင်းတာနဲ့နဲ့မြို့ရအဆင့်ရက်ရအဆင့်ကနေပြီးတော့တတ်မှတ်ကြများကျွန်တော်တို့ကြိုးစားတော့ကျမတို့အနေနဲ့ဟိုဝိတ်တာလည်းမဟုတ်တော့ဇောကြီးလည်းမဟုတ်တော့ဖြစ်စေဆိုပြီးတော့ဖြစ်အောင်လို့မရပါဘူးကျမတို့ကြိုးစားပြီးတော့ဆောင်ရွက်သွားပါမယ်ဒီမှာကြိတ်ပြပြ